ယူကရိန်းနဲ့ရေရှည်ငြိမ်းချမ်းရေးဆွေးနွေးဖို့လမ်းဖွင့်ပေးထားကြောင်းရုရှားသမ္မတပူတင်က ပြောကြားလိုက်ပါတယ်စစ်ဖြစ်နေတဲ့နှစ်နိုင်ငံကြားအပြည့်အခက်ရက်စဲပြီးငြိမ်းချမ်းရေးဆွေးနွေးဖို့ American အစိုးရကဖိအားပေးနေတဲ့အချိန်မှာပူတင်က အခုလိုပြောဆိုခဲ့တာပါတရက်ကျော်လောက်ကြာမြင့်ခဲ့တဲ့အစ္စရာအပြည့်ရက်ကာလလွန်မြောက်ပြီးတိုက်ပွဲတွေအတိအလင်းပြန်ဆလာချိန်မှာပူတင်ကသူဟာငြိမ်းချမ်းရေးဆွေးနွေးဖို့လမ်းဖွင့်ထားကြောင်းမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်အစောပိုင်းကပူတင်ဟာအစ္စရာနေ့ဖြစ်တဲ့ April 20ရက်နေ့မှာ နိုင်30ကြာပြည့်ရထားမယ်လို့ကြေညာပြီးယူကရိန်းကလည်းအဲ့ဒီအချက်ကိုသဘောတူကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အပြည့်ရကာလကိုတတ်တမ်းမတိုးနိုင်ခဲ့သလိုအဲ့ဒီနိုင်30အတွင်းမှာလည်းလက်နက်ကြီးပစ်ခတ်မှုတွေ၊ဒရုန်းတိုက်ခိုက်မှုတွေရှိနေခဲ့တယ်လို့နှစ်ဖက်စလုံးကအပြန်အလှန်ဆွတ်ဆွဲပါတယ်။ယူကရိန်းသမ္မတဇလမ်စကီကအခုသတင်းပတ်ထဲမှာ American အပါအဝင်အနောက်မဟာမိတ်နိုင်ငံတွေနဲ့ဆွေးနွေးဖို့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တစ်ခုလန်ဒန်မြို့စီသွားရောက်မယ်လို့ကြေညာခဲ့တာရှိပါတယ်။ ရုရှားကစစ်ပွဲရပ်ဆိုင်းဖို့ဆိုရင်ရုရှားသိမ်းယူထားတဲ့နေမျိုးတွေကိုယူကရိန်းကအပီးတိုင်ဆွန့်လွတ်ပေးဖို့အပါအဝင်ယူကရိန်းလက်ရောရမယ်တောင်းဆိုချက်တွေကိုအဆိုပြုထားပါတယ်။ယူကရိန်းကတော့ဒါဟာစစ်ရှုံးတာနဲ့ဘာမှမချသလိုရုရှားကနောက်တစ်ချိန်စစ်ပွဲကိုစတင်လာတဲ့အခါယူကရိန်းအကာအကွယ်မဲ့သွားမှာဖြစ်တယ်လို့တုံ့ပြန်ပြောကြားထားပါတယ်ရှင်။